Mighty Miss ကနေပြန်လည်ကြိုဆိုပါရစေ။ပထမအဦးဆုံးအနေနဲ့ဒီ channel လေးမှာ Hana ရဲ့ podcast တွေကို အပတ်စဉ်စောင့်ပြီးတော့နားထောင်နေတဲ့ပရိသတ်တွေရှိခဲ့မယ်ဆိုလို့ရှိရင် Hana အနေနဲ့အရင်တစ်ပတ်ကစနေနေ့မှာ podcast မတင်ခဲ့မိတဲ့အတွက်အကြောင်းမျိုးမျိုးကြောင့်တင်ဖို့ပြက်ခွက်ခဲ့တဲ့အတွက်ကိုအနုညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။အာဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ဒီ channel လေးမှာ Greek mythology အကြောင်းအရာတွေကို category တစ်ခုအနေနဲ့တင်ဆက်လာခဲ့တာဟာအပိုင်း၃ထီအောင်ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ် episode 2မှာတော့ Chronos ရဲ့ကံကြမ္မာနဲ့ Zeus ကသူ့ရဲ့အကိုအမတွေကိုဘယ်လိုကယ်တင်ခဲ့သလဲဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။အဲအဲ့ဒီနောက်မှာတော့ဒီတစ်ခေါက်မှာတော့ပရိသတ်ကြီးရဲ့အတွက်တင်ဆက်ပေးမှာက Titanomachy လို့ခေါ်တဲ့ Titan တွေနဲ့နတ်ဖျားတွေရဲ့ကြားကတိုက်ပွဲအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဟန်နာဖြစ်ပါတယ်။ Mighty Miss Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ဒဏ္ဍာရီလာပုံမြင်တွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ podcast host ဖြစ်ပါတယ်။ကဲဒါဆိုဆက်လိုက်ရအောင်။ Titanomachy Titanomachy ဆိုတာဘာလဲဘယ်ကစပြီးပေါ်ပေါက်လာတာလဲ Titanomachy ဆိုတာကတော့ Zeus ကသူ့ရဲ့အကိုအမတွေဖြစ်တဲ့နတ်ဖျား၅ပါးကို Cronos ရဲ့ဝမ်ပိုက်ထဲကနေကယ်တင်ပြီးတဲ့နောက်မှာကဘာကြီးကိုဘသူအုပ်ချုပ်မလဲဆိုတာဆုံးဖြတ်ဖို့အတွက် Cronos ရဲ့စိန်ခေါ်မှုကနေစတင်ဖြစ်တည်လာတဲ့ဆယ်နှစ်ကြာတိုက်ပွဲလို့ဆိုရပါမယ်အဖေနဲ့သား Titan နဲ့နတ်ဖျား generation နှစ်ခုကြာအပြိုင်ကြတဲ့အာနာလူပွဲလို့ဆိုရင်လည်းမမှားပါဘူး ီပွဲဟာဘယ်ကစခဲ့တာလဲဆိုရင်တော့ဆူဟာနတ်ဖျား၅ပါးကိုကဲပြီးလင်ပြီးခြင်းမဲ့သူတို့ဟာအိုလံပတ်တောင်ပေါ်ကိုပြန်လဲဆုတ်ခွာလာခဲ့ကြပါတယ်။အခြားနတ်ဖျားတွေကိုပါဆင့်ခေါ်လိုက်ပြီးအစီအဝေးတစ်ခုကိုကျင်းပလိုက်တယ်။အဲ့ဒီပွဲမှာတော့ဆူဟာသူ့ဘက်ကနေတိုက်ပွဲဝင်ပေးမဲ့နတ်ဖျားတိုင်းဟာအောင်ပွဲရပြီးချိန်မှာသက်ဆိုင်ရာအခွင့်အာဏာအသီးသီးနဲ့ချီးမြှင့်မြောက်စားခံရမှာဖြစ်ပြီးတော့ ။စန့်ကျင်တဲ့သူတွေကတော့ Tartarus မှာတသက်တာအချင်းချခံရမယ့်အကြောင်းကို စီယုံပြောဆိုပြီးတော့မဟာမိတ်စုဆောင်းပါတော့တယ်။နတ်ဖျားမတွေဖြစ်တဲ့ Hestia, Demeter နဲ့ Hera တို့ကိုသူတို့ရဲ့လုံခြုံမှုကိုငဲကွက်တဲ့အနေနဲ့တိုက်ပွဲမှာမပြစ်မနေပါဝင်ဖို့ရန်အတွက်တိုက်တွန်းခဲ့ခြင်းတော့မရှိပါဘူး။ဒါပေမဲ့ဒီသုံးယောက်ကလည်းခေသူတွေမဟုတ်တဲ့အတွက်ကြောင့်မလို့နတ်ဖျားမသုံးပါးစလုံးဟာတိုက်ပွဲမှာပါဝင်ခဲ့ပါဗျ။ဒီနတ်ဖျား၆ပါးနဲ့စတင်ခဲ့တဲ့ပုံကံမှုကိုနောက်ပိုင်းမှာတော့ ။ Oceanus ရဲ့သမီးဖြစ်သူ Naphiama Stage ဟာသူ့ရဲ့သားသမီးလေးယောက်ဖြစ်တဲ့ Nike, Kratos, Zelos နဲ့ Biaro နဲ့အတူပါဝင်လာခဲ့ပါတယ်။ Oceanus ရဲ့နောက်ထပ်သမီးတော်တစ်ပါးပဲဖြစ်တဲ့ဉာဏ်ပညာ Naphiama Medis ဟာလည်းဒီပုံကံမှုမှာ Zeus ရဲ့ဘက်ကနေအားဖြစ်ပေးခဲ့ပါတယ်။ဒီနေရာမှာ Medis ကိုအရင် episode တွေမှာတော့ငါညွှန်းဆိုခဲ့ပြီးဖြစ်ပါတယ်။ Medis ဟာ Zeus ကသူ့ရဲ့အကိုအမတွေဖြစ်တဲ့နတ်ဖျား၅ပါးကို Chronos ရဲ့ပိုက်ထဲကနေ ကယ်တင်ဖို့အတွက်ကြိုးစားရမှာကုညီခဲ့တဲ့တိုက်တန်နှဖျားမဖြစ်ပါတယ်ညံစွမ်းအရန်ထက်တဲ့တိုက်တန်နှဖျားမတစ်ပါးဖြစ်ပါတယ်ဒီလိုနဲ့ဇူးစီရဲ့ဘက်ချမ်းမှာနှဖျားတွေအပြင်တိုက်တန်တွေပါပါဝင်လာခဲ့တယ်ပေါ့နော်နောက်ထပ်သူ့ရဲ့ဘက်မှာပါဝင်ခဲ့တဲ့တိုက်တန်တွေက Themis Prometheus နဲ့ Epimetheus တို့ပါပဲသူတို့ကလည်းမဟာမိတ်အနေနဲ့ Zeus ဘက်ကနေတိုက်ပွဲဝင်ဖို့အတွက်ပါဝင်လာခဲ့ကြပါတယ်ဒီနေရာမှာ Prometheus ဟာ ရှေ့ပြဟော့ကိန်းတွေကိုတည်နိုင်တဲ့နဗျာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တိုက်ပွဲရဲ့အဆုံးသတ်မှာဘသူနိုင်မယ်ဆိုတာကိုကြုံမြင်နေခဲ့တာကြောင့်မို့ပဲဇူးစီရဲ့ဘက်ကနေတိုက်ပေးဖို့အတွက်ကိုဆုံးဖြတ်ခဲ့တာလားဆိုတာမျိုးလဲယူဆလို့ရပါတယ်တစ်ဖက်မှာလည်းခရိုနော့စ်ဟာတိုက်တန်တွေအလုံးကိုသူ့ဘက်ကနေတိုက်ပွဲဝင်ပေးဖို့အတွက်စီယုံနေခဲ့ပါတော့တယ်ဒါပေမဲ့အကြီးဆုံးဖြစ်တဲ့ Oceanus အပြင်တိုက်တန်မတွေဖြစ်တဲ့ Thetis, Thea, Rhea, Nemesis နဲ့ ဖိုဘီတို့ဟာလည်းပဲတိုက်ပွဲမှာဘယ်ဘက်ကမှပါဝင်ကူညီပေးခဲ့ခြင်းမရှိဘဲနဲ့ဂျာနီအဖြစ်နဲ့ပဲနေခဲ့ကြပါဗျ။ဒါကြောင့်နောက်ဆုံးမှာ Chronos ရဲ့ဘက်မှာတော့ Hyperion, Crias, Aeoptas, Cortas နဲ့ Aeoptas ရဲ့သားနှစ်ယောက်ဖြစ်တဲ့ Atlas နဲ့ Manishas တို့ကပါဝင်ခဲ့ကြပါဗျ။ Aeoptas နဲ့ Manishas တို့ဟာရက်ဆက်ကြံကြုတ်သူတွေအဖြစ်ကြော်ကြားပေမဲ့လည်းဒီပွဲမှာတော့ Atlas ဟာစစ်သူကြီးရလူကိုရခဲ့ပါဗျ။မုန်တိုင်းထံပင်လယ်ရီရဲ့နတ်ဖျားဖြစ်သူ Aegion နဲ့ Gorgon X2 ကလည်းပဲ Titan တွေရဲ့ဘက်ကနေပါဝင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ Titan တို့မှခေရတော့ Disney မြေမှာစတင်ခဲ့ပါတော့တယ်။ Chronos နဲ့ Titan တွေက Othris တောင်ပေါ်မှာခြေကုပ်ယူပြီးတော့ Zeus နဲ့နတ်ဘုရားတွေကတော့ Olympus တောင်ပေါ်ကနေနေရာယူခဲ့ကြပါတယ်။ Nike ဟာတိုက်ပွဲအတွင်းမှာ Zeus ရဲ့ယထာကိုမောင်းနေတဲ့ယထာစစ်တီဖြစ်လာပြီးတော့ဉာဏ်ပညာနတ်ဘုရားမှတစ်ပါးဖြစ်တဲ့ Medis ကတော့ Zeus ရဲ့စီရေးပရိယတိုင်ပင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။ တိုက်တန်တွေဟာအင်အားကြီးသလိုပဲနတ်ဖျားတွေဟာလည်းနီးပရိယေကျွဲဝါတာကြောင့်တိုက်ပွဲဟာလက်ရင်ညီနေခဲ့ပါတယ်။ Gorgon X နဲ့ Agion တို့ကိုတိုက်ပွဲအတွင်း Zeus ကချိန်မုံလိုက်ပြီးတဲ့နောက်မှာတော့တိုက်ပွဲဟာပိုးပြီးတော့တောင်ဘက်ညီတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတော့တယ်။ကောင်းကင်တစ်ခုလုံးလည်းပျက်စီးပြီးတော့ပင်လယ်ပြင်တွေလည်းပုတ်ပွက်စုကမ္ဘာတစ်ခုလုံးပျက်စီးသွားတဲ့တိုင်အောင်တိုက်ပွဲကတော့အနိုင်ရှုံးမပေါ်ပေါက်ခဲ့ပါဘူး။ဒီလိုနဲ့ပဲ Titanomachy ဟာ10နှစ်တိုင်တိုင်ကြာမြင့်လာခဲ့ပါတော့တယ်။ ဒီလိုပဲဆက်သွားနေရင်တော့တိုက်ပွဲဟာမပြီးဆုံးနိုင်ဖြစ်နေမယ်ဆိုတာကို Zeus ကိုယ်တိုင်လည်းပဲသိနေခဲ့ပါပြီ။ဒါကိုသဘောပေါက်တဲ့ Gaia ဟာ Zeus ကိုချဉ်ကပ်ပြီးအချင်းချခံထားရတဲ့ Hacker Twin Trees တွေနဲ့ Cyclops တွေအကြောင်းပြောပြပါတော့တယ်။သူတို့တွေဘာကြောင့်အချင်းချခံရတယ်ဆိုတဲ့အကြောင်းကို Episode 1မှာနားဆင်နိုင်ပါရဲ့နော်။သူတို့တွေကိုလွတ်ပေးဖို့နဲ့မဟာမိတ်သာဖွင့်နိုင်မယ်ဆိုရင်တိုက်ပွဲကိုအနိုင်နဲ့ပိုင်းနိုင်မယ်ဆိုတဲ့ဟော်ဂင်တကူကိုလည်း ဂါယာကဇူးစ်ကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ဇူးစ်ဟာမြေအောက်ကဘာကိုခီးထွက်ခဲ့ပါတော့တယ်။မြေအောက်ကဘာရဲ့အနက်ရှိုင်းဆုံးကအကျဉ်းထောင်တာတရက်စ်ကို ချိုးဖောက်ဝင်ရောက်အဆောင်တွေကိုတပ်ပစ်ပြီးအချုပ်နောင်တွေကနေဟက်ကာထွန်းရှိစ်တွေနဲ့ဆိုက်ကလော့စ်တွေကိုကယ်တင်ပေးလိုက်ပါတော့တယ်။အဲဒီနောက်ဇူးစ်ဟာတိုက်ပွဲအကြောင်းကိုပြောပြပြီးတော့သူနဲ့မဟာမိတ်ဖွဲ့ဖို့နဲ့တော်လန်ပွဲမှာနဖျားရီဘကာကာကွယ်ပေးဖို့အတွက်ကမ်းလှမ်းလိုက်ပါတော့တယ်။ဟက်ကာထွန်းရှိစ်တွေနဲ့ဆိုက်ကလော့စ်တွေဆိုတာကလည်း Chronos နဲ့ Uranus ကြောင့်အချင်းချခံထားရတဲ့သူတွေဖြစ်တဲ့အတွက်လက်စားချေဖို့အတွက်ဝမ်းမတတနဲ့ပဲသဘောတူလိုက်ကြပါတယ်။ Cyclops တွေဟာကျွမ်းကျင်တဲ့ဘဲဘဲသမားတွေဖြစ်တာကြောင့်ဂျေဇူးဆက်တဲ့အနေနဲ့နတ်ဘုရားတွေအားလုံးအတွက်လက်နက်တွေကိုဖန်တီးပေးခဲ့ပါတော့တယ်။ Zeus, Poseidon နဲ့ Hades တို့အတွက်ကိုတော့အထူးလက်နက်တွေဖြစ် Zeus ကို Mojo လက်နက်၊ Poseidon ကို Triton လို့ခေါ်တဲ့သုံးကွာမိန်နဲ့ Hades ကိုတော့ကိုပြောက်စေနိုင်တဲ့ခေါင်းဆောင်တို့ကိုလက်ဆောင်အဖြစ်ဖန်တီးပေးခဲ့ပါတော့တယ်။ ဒီလက်ဆောင်တွေထပ်တောင်ပို့ပြီးတော့အသုံးဝင်စီတာကတော့ခွန်အားကြီးမားတဲ့ Hacker Twin Trees တွေပါပဲ။ Tartarus ကနေလွတ်မြောက်လာပြီးတဲ့နောက်နတ်တုတ်တာတွေစားပြီးတော့ပိုလို့တောင်အပြစ်လာတဲ့ Hacker Twin Trees တွေဟာ Zeus အတွက်အနိုင်အရှုံးမုံဆုံးပြတ်ပြီးနိုင်တဲ့ဝက်ဖဲတွေဖြစ်စီခဲ့ပါတော့တယ်။အဲဒီနောက်ကဘာမီပေါ်ပြန်လာခဲ့ကြပြီးတော့မဟာမိတ်အစ်စ်တွေနဲ့အတူတိုက်ပွဲတွေကိုပြန်လည်စတင်ခဲ့ကြပါတယ်။ Hacker Twin Trees တွေဟာသူတို့ရဲ့အဖက်ပေါင်း100လောက်ရှိတဲ့လက်တွေနဲ့တောင်တွေကိုဖြိုး လက်နက်သဖွဲ့ကိုင်းဆောင်ပြီးတော့တိုက်တန်တွေကိုပစ်ပေါက်ခတိုက်ခိုက်ပါတော့တယ်။တိုက်တန်တွေဟာသူ့အတိုင်းတာနဲ့သူတော့အင်အားကြီးပေမဲ့လည်းဟက်ကာတွန်းရှစ်တွေကိုရှင်းနိုင်လောက်တဲ့အထီတော့မရှိပါဘူး။ဇူးစီရတမတော်ဟာအခုဆိုရင်တော့ဘလုံမရက်တန်လို့မရနိုင်လောက်တဲ့အထီအောင်အင်အားကြီးမှလာခဲ့ပါပြီ။တိုက်ခိုက်တဲ့အတန်တွေကကျေလောင်လွန်းတဲ့အတွက် Tartarus ကနေတောင်ကြားနိုင်ပါတယ်။နောက်ဆုံးမှာတော့ ဇူစာသူ့ရဲ့မိုးကြိုးလက်နဲ့အဆုံးသတ်မှုနဲ့အတူတိုက်တန်တွေဟာအလဲလဲအပြူပြူဖြစ်ပြီးတော့တိုက်တန်တို့မှခီဟာနဗျားတို့ရဲ့အောင်ပွဲနဲ့အတူအဆုံးသတ်ခဲ့ပါတော့တယ်။နောက်ထပ် version တစ်မျိုးမှာတော့ Hacker Twin Twins တွေကြောင့်မဟုတ်ပဲတိုက်ပွဲကိုအနိုင်ဆုံးပေါ်ပေါက်စီခဲ့တာကတော့ Hades ကြောင့်လို့ဆိုပါတယ်။ Hades က Cyclops တွေလက်ဆောင်ဆက်သားတဲ့ကိုပြောက်ကောင်းဆောင်ကိုစောင်းပြီးတော့ Othrys တောင်ပေါ်ကတိုက်တန်တွေရဲ့ပင်မတပ်စခန်းကိုဝင်ရှိသမျှလက်နက်တွေကိုဖျက်ဆီးပစ်ခဲ့တာကြောင့်တိုက်တန်တွေဘက်က PO ဖြစ်ပြီးကြာဆုံးရတယ်လို့ဆိုထားပါဗျ။ ဘလူကြောင့်ပဲဖြစ်ဖြစ်တိုက်ပွဲကတော့နတ်ဖျားရီရဲ့အောင်မြင်မှုနဲ့အတူအဆုံးသတ်ရတာပါပဲ။တိုက်ပွဲမှာအောင်မြင်ပြီးတဲ့နောက်မှာတော့ဇူးစာသူ့ရဲ့ဂရိအတိုင်းသူ့ကိုဆန့်ကျင်ခဲ့တဲ့တိုက်တန်တွေအားလုံးကိုအပြစ်ပေးဖို့ဖြစ်လာပါတော့တယ်။ဒါကြောင့် Oceanus, Prometheus နဲ့ Epimetheus တို့ကလွဲပြီးတော့ဂျန်နဲ့ယောက်ျားတိုက်တန်တွေအားလုံးကို တာတရက်စ်ရဲ့အချင်းထောင်မှာတသက်စာအချင်းချတာလိုက်ပါတော့တယ်။ဟက်ကာတွန်ထရီစ်တွေကအချင်းထောင်အဆောင်အဖြစ်တာဝန်ထမ်းဆောင်ပေးပြီးတော့ Cyclops တွေကတော့ Olympus တောင်ပေါ်မှာနဗျာတွေအတွက်နန်းနန်းတွေကိုတိစောက်ပေးကြပါတော့တယ်။ Titan တမရော်ကိုဦးစီးဦးဆောင်လုပ်ခဲ့တဲ့ Atlas ကိုတော့အထူးအပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။သူ့ရဲ့တူမတူတဲ့အရွယ်စားနဲ့ခွန်အားကြောင့် Atlas ဟာ Chronos ရဲ့ပျက်စီးသွားတဲ့ကောင်းငင်ကြီးကိုထာဝရတန်ဖိုးထားမယ်အပြစ်ဒဏ်ကိုခံယူခဲ့ရပါတော့တယ်။ဒါကြောင့် ရုပ်ထုတွေပကြီတွေမှာဆိုလို့ရှိရင် Atlas ကိုကဘာလုံးကြီးကိုထမ်းပို့ထားတဲ့ပုံစံနဲ့တွေ့မြင်ရတာဖြစ်ပါတယ်။အဲ့နောက်မှာတော့ Oceanus အပါဝင်အခြားသောတိုင်တန်တွေကတော့ဘယ်ဘက်ကမှပါဝင်ခဲ့ခြင်းမရှိတဲ့အတွက်သူတို့ရဲ့လက်ရှိနေရာမှာပဲဆက်လက်နေထိုင်ခွင့်ကိုရခဲ့ပါတယ်။တိုက်ပွဲအပြီးတိုင်တန်တွေလည်းအချင်းချခံရပြီးတဲ့အခါပိုင်ရှင်မဲ့ပြီးချိန်ခဲ့တဲ့ကဘာကြီးကိုအုပ်ချုပ်ဆူဆံဖို့အတွက်အုပ်ချုပ်မဲ့သူကိုရွေးချယ်ဖို့ဖြစ်လာပါတော့တယ်။ဒါကြောင့်နတ်ဘုရားတွေထဲမှာဩဇာအကြီးဆုံးဖြစ်တဲ့ Zeus ဖိုဆိုင်ဒွန်နဲ့ဟေဒီစ်တို့ဟာမဲနိုင်ဆုံးဖြတ်ကြတဲ့အခါမှာတော့ဇူးစ်ဟာကောင်းကင်ဖိုဆိုင်ဒွန်ကတော့ပင်လယ်သမုဒ္ဒရာတွေနဲ့အတူဆုံးမဲကိုရွေးချယ်မိတဲ့ဟေဒီစ်ကတော့မြောက်ကဘာရဲ့အရှင်သခင်အသီးသီးဖြစ်လာကြပါတော့တယ်။သက်ဆိုင်ရာနယ်ပယ်လိုက်အာနာတီစီပြီးတော့ဇူးစ်ကတော့နတ်ဘုရားအလုံးရဲ့အရှင်သခင် ဖြစ်လာခဲ့ပါတယ်။အမိကဘာမြေကြီးကိုတော့ဂါယာရဲ့အပိုင်ဖြစ်နေပဲဆက်လက်ထားရှိခဲ့ပါတယ်။ဟက်စတီယာကတော့မိသားစုဘဝနဲ့အိမ်တွေကိုစောင့်ရှောက်သူ၊တမီတာကတော့မိခင် ရေယာနဲ့ဂါယာတို့လိုမာသာဂေါဒက်ဖြစ်လာပြီးတော့စိုက်ပျိုးရေးနဲ့ရိတ်သိမ်းရေးကိုအစိုးရတဲ့နတ်ဘုရားမဖြစ်လာပြီးဟေရာကတော့လက်ထပ်ထိမ်းမြခြင်းနဲ့ကလေးမိပွားခြင်းကိုစောင့်ရှောက်တဲ့နတ်ဘုရားမဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဇူးစာတလျှောက်လုံးသူ့ကိုအကူအညီပေးခဲ့တဲ့တိုက်တမမက်ဒစ်ကိုလက်ထပ်ခဲ့ပါတယ်။ဒီနေရာမှာတော်တော်များများကဟေရာကိုဇူးရဲ့မိဖုရားဖြစ်သိထားကြတယ်ဆိုပေမဲ့ဟေရာကဇူးရဲ့ ပထမဦးဆုံးမိဖုရားမဟုတ်ခဲ့ပါဘူးသူရဲ့ပထမဦးဆုံးမိဖုရားကတော့ခုနကပြောတဲ့တိုက်တန်နတ်ဖုရားမဉာဏ်ပညာနတ်ဖုရားမဖြစ်တဲ့မက်ဒစ်ပဲဖြစ်ပါတယ်သူနဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့အတ္တိနာရဲ့မွေးဖွားမှုကိုဖော်ပြမယ့်အခန်းမှာဆက်လက်ပြောပြပြီးသွားပါမယ်ဒီလိုမျိုးနေမီရီနဲ့တာဝန်တွေခွဲယူပြီးတဲ့အခါမှာတော့ပျက်စီးသွားတဲ့ကဘာကြီးကိုပြန်လဲထူထောင်ပြီးအသက်ဝင်စေဖို့အတွက်ဇူးစာ Themis နဲ့ Prometheus ကိုတေမျိုးတရဝါတွေကိုဖန်တီးခိုင်းခဲ့ပါတော့တယ်။လူတွေဘယ်ကစပြီးဖြစ်ပေါ်လာသလဲဆိုတဲ့အဆပါပဲ။ဒါကြောင့် Themis ဟာတလိမ့်ဆန်တွေကို ဖန်တီးခဲ့ပြီးတော့ Prometheus ကတော့လူသားတွေကို ရှင်စည်းကနေတဆင့်ဖန်တီးခဲ့ပါတယ်။ဒီလိုနဲ့ပဲတေမျိုးတွေနဲ့မတေမျိုးတွေရှင်တွဲနေထိုင်တဲ့ကမ္ဘာကြီးဟာဖြစ်တည်လာရပြီးတော့ဒါဟာတိုက်တန်တို့ရဲ့အဆုံးသတ်၊နတ်ဘုရားတို့ရဲ့အုပ်ချုပ်မှုစဖြစ်လာခဲ့ပါတော့တယ်။ ုတ်ကဲ့ပါ။ Titanomachy ရဲ့အကြောင်းကတော့ဒီလောက်နဲ့ပဲပြီးဆုံးသွားပါပြီ။နောက်ထပ် episode တွေမှာပြပြသွားမယ်။ဂရိတနာရဲ့အခန်းကဏ္ဍကတော့အခုကနေစပြီးတော့နဗျာရီရဲ့ခေတ်၊နဗျာတို့နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုရောက်ရှိလို့လာပြီးဖြစ်ပါတယ်။ပရိသတ်တို့မျော်လင့်နေတဲ့အပိုင်းတွေလည်းလာတော့မှာပါ။ဒါပေမဲ့ဟန္နာအနေနဲ့ကြောင်ညာဝင်စရာလေးတခုရှိနေပါတယ်။အဲဒါကတော့နောက်တစ်ပတ်မှာဂရိတနာရီမဟုတ်တဲ့အခြားကက်တဂိုရီတခုကိုစတင်မိတ်ဆက်တော့မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဘလို့အကြောင်းအရာမျိုးဖြစ်မလဲဆိုတာကတော့ surprise နောက်တော့ပါမှဆောင်ကြည့်ပေးပါနော်တောင်းဆိုခြင်းနဲ့အကြောင်းအရာမျိုးရှိမယ်ဆိုလို့ရှင်လဲ comment box မှာခြံထားပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါအခုချိန်ထိတင်ဆက်ပေးသွားတာကတော့ဟန်နာဖြစ်ပါတယ် okay ဒါဆိုဒန်နာဤကဘာတစ်တစ်ခုမှပြန်တွေ့ကြမယ် bye bye